အားလုံးဝမင်္ဂလာပါဗျာခုတစ်ခါမှတော့တာမီနှစ်ယောက်အခန်းထဲပြင်မိနေလို့ထူးခြားစွာအိမ်မက်ပေးရမှာဆရာတော်များပြင်ပြီး အမြပေးဝေခဲ့ရကြောင်းပြောပြလာတဲ့ NTA ရုပ်သံဗီဒီယိုဖိုင်လေးကို အားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပြီးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီနိုလေး channel မှာ ပြန်လေကျူစုလိုက်ပါလေဗျာကျွန်မမိမိကိုပြပြလေကော်ဖီတော့မိမိရဲ့လို့တမီးလေလို့ဒီမနေ့အစုံအိမ်မက်မက်ပြန်ပြီးပေါ့အဲမိမိကဗာမက်တာလေပေါ့အမျိုးသမီးတယောက်ပဲမိမိလို့ပါပါလျက်လျက်ပိန်ပိန်လေးလို့သမီးကတော့အရှိကြီးပဲလို့ဒါပေမဲ့သူမျက်နှာအရန်ကိုမွန်းချက်ပြီးတော့လှောင်ပိတ်နေတယ်လို့ပုံစံကြီးနဲ့သူကသမီးကိုလှမ်းပြောတယ်ပေါ့နော်သူ့ကိုဒီခန်းထဲကနေထောက်ပေးပါပေါ့သူဒီခန်းထဲမှာရောက်နေတာပေါ့နော်၁၀နှစ်လောက်ရှိပြီပေါ့နော်သူကလေးလေးလေးရှိပါတယ်ပေါ့ ူကလေးမွေးနဲ့ကလေးမမွေးနိုင်လို့သူဆုံးသွားတာလို့ပြောတယ်အဲ့တော့မမေအဲ့ဒါဘာလဲမသိဘူးပေါ့နော်ကျမပြောတော့အမေကနေအေးတယ်တခုတော့တခုပဲပေါ့နော်ဘလို့ခမ်းမျိုးလဲတဲ့မမေသမီးလည်းတခါမှမမြင်ဘူးလို့သူကစတိုးကန်းလိုလိုမျိုးပဲပေါ့နော်အိမ်တအိမ်ကစတိုးကန်းလိုမျိုးပဲဒါပေမဲ့ထူးထူးဆန်းဆန်းလို့ तू ကလေလို့မြက်အဲ့လိုအခန်းကကသူကဟိုမျိုးဟို ဟိုမျိုးပေါ့အုတ်နေရင်ကြီးနဲ့ပိတ်ပြီးတကားဖွင့်ရတာမျိုးမဟုတ်ဘဲနဲ့သူကဟိုမျိုးအရှိကနေတန်တိုင်နေလို့တန်တိုင်လေးတွေနဲ့တန်တိုင်လေးတွေကာရတာကိုသူတန်တိုင်ကိုအဲ့ဒီအခန်းထဲကနေလက်ကင်ပြီးတော့သူကကျမကိုပြောပြနေတာသူ့ထုတ်ပေးဖို့ဒီခန်းထဲကသူ့ရအောင်ကယ်ပေးပါဗောနော်အဲ့လိုပြောတာမေးဆိုတော့အမေကလည်းအေးနော်တထူးစမ်းလိုက်တာလေအဲ့ဘယ်နေရာတော့ဦးနေဆိုတော့အဲ့လိုပြောပြီးကျမတို့သားမီးနှောက်ပြီးတော့ကျမလည်းကိုယ်အလုပ်ရှိရကိုယ်လုပ်နေပြီးတော့ညကျတော့အဖေကဖုန်းဆက်ကောဖုန်းဆက်တော့ကျမက အာဥစားမမေကိုပြောတာပေါ့နော်တမီးအဖေနဲ့စကားခဏလောက်ပြောချင်တယ်ဆိုပြီးကျမဘာရဲလို့တော့မဟုတ်သီးလားအဲ့နဲ့အဖေကိုဖုန်းပြောဘာဖြစ်လို့လဲတမီးရယ်ဆိုအဖေလို့အခုအဖေနေတဲ့အိမ်မာလေးလို့အဲ့လိုမျိုးစတိုးကန်းလိုလိုပစ္စည်းတွေဟိုပေါ့အသုံးမလို့တဲ့ဟိုမျိုး TV TV ဖားတယ်လေအပေါ်ကဖားကြီးတွေရေခဲတက်တာဖားတို့အဲ့လိုမျိုးဟိုပေါ့အဲကွန်းဖားတို့မလို့တဲ့ပစ္စည်းတွေတိန်းတဲ့အခန်းလိုမျိုးရှိလာရင်ဆိုတော့ ဟဲ့အိမ်ဒီမှာတဲ့စတိုကန်းစွာရှိတာပဲမဟုတ်ဘူးလို့အခုအဖေနေတဲ့အိမ်မှာအဲ့လိုအခန်းရှိလားဆိုတော့ရှိရလေတဲ့စတိုကန်းတော့ရှိတယ်မဟုတ်အဲ့ဒီအခန်းမလေးလို့ဟိုသူများတမီးတို့မြင်တွေ့နေကြစတိုကန်းလိုမျိုးကဟိုတကားတကားမကြီးဟိုတကားကိုဖွင့်ပြီးအထဲဝင်ပြီးပစ္စည်းရထဲတာမျိုးမဟုတ်ဘဲနဲ့အဖေရဲ့လို့ဟိုအရှိတန်တိုင်းနေနဲ့ကာရတာပေါ့နော်ကျမအဲ့လိုပြောရင်းနဲ့တန်တိုင်းနေနဲ့ဟုတ်တယ်လို့အဲ့ဒီအခန်းကလို့တန်တန်တိုင်းနေရှိတယ်ပေါ့နော်သူက တန်တိုင်းနေနဲ့ကာရတယ်လို့မျိုးအခန်းရှိလာရင်လို့အခုအဖေနေတဲ့အိမ်မှာလို့ပြောတော့ရှိတယ်တဲ့အဖေကအဲ့မှာ TV ဘုံကွန်းတို့ရေခဲတတာဘုံကွန်းတို့အဲကွန်းဘုံကွန်းတို့ ਨੇ သူတို့အသုံးမလို့တဲ့ဟိုမျိုးပေါ့အကော်စောတို့ဘာလို့အဲ့ဒါတွေအကုန်လုံးဂတ်တူဘုံနေနဲ့ထည့်ပြီးတော့အဲ့တမီးကဘလို့သိတာလဲဆိုမှအာကျမအဖေကိုပြောပြလိုက်ဦးအဲ့ဒါအိုးတဲ့အဖေစိတ်ကထင်တော့ထင်သားပဲတဲ့ဒီအိမ်မှာတခုခုရှိနေတယ်လို့ပေါ့နော်အဲ့ဒါကနေအဖေလို့တမီးကိုပြောတယ်နော်လို့ သူ့ကိုဒီကထုတ်ပေးပါလို့ပြောတယ်လို့ကဲခိုင်းတာလို့ကလေးလေးတယောက်လည်းရှိနေတယ်လို့ကလေးလေးကလို့မွေးခါစားကလေးလေးလို့ပဲလို့ပြီးတော့တမိမှတ်မိတဲ့လောက်ဆိုရင် तू ကကလေးမမွေးနိုင်လို့ဆုံးသွားတာလို့ပြောတယ်ဖေရဲ့လို့ဆိုတော့အဖေဟုတ်ပြီဟုတ်ပြီတဲ့အဖေဘာလို့ ਆ မလဲတိတယ်တဲ့ဆိုပြီးတော့နောက်ဘာလို့လဲဆိုတော့ရန်ကုန်ကနေကျမတို့ရဲ့ဆရာတော်ရှိတယ်အဲ့ဒီပလဲပလဲမျိုးတိဘက်က ဆရာတော်ပို့အိုဆရာတော်လေအဲ့ဒါပို့အိုဆရာတော်စီကျမတို့တွေအမေနဲ့သွားရှောက်ရှောက်ပြီးတော့နေပြည်တော်ကိုဒီကနေဆရာတော်တွေကိုပြေးပြီးတော့နေပြည်တော်အိမ်ကိုသွားကြတာသွားတဲ့အခါကျတော့ဆရာတော်ကနေပြီးတော့အဖေကဘာရဲ့ညာရဲ့မပြောဘူးကျမအိမ်မက်မက်တာလေဆရာတော်ကိုမပြောဘူးမပြောဘဲနဲ့အဲ့လိုဒီအိမ်မှာအိမ်ကလည်းအစ်တစ်ချွတ်ကြီးဖြစ်နေတယ်အဲ့လိုမျိုးအနေရကင်းပေးလေးဘာလေးနာမယ်ဆိုပြီးပင့်သွားတာပေါ့နော်ပင့်သွားပြီးဆရာတော်ကအဲ့ဒီမှာလှုပ်ပေးပါတယ်အကုန်လှုပ်ပေးတဲ့ချိန်မှာလေနောက်ဆရာတော်ကပြန်ပြောပြတာတိလား တကယ်ရှိတာတဲ့အရင်ကအဲ့ညာရွာလေးတွေဖြစ်မယ်ရွာဆိုတော့ကျမကြီးစောက်ရှောက်မှုတွေကလည်းအရန်ချို့တဲ့တယ်ပြီးတော့ဒီအမျိုးသမီးလေးကလည်းတကယ်လဲရှိခဲ့တယ်လို့ပြောတယ်အဲ့ရွာအဲ့ရွာလေးပေါ့နော်အဖေတို့အဲ့ဒူးညီဘွားရတဲ့အိမ်ကြီးရဲ့နေနေရရွာအရင်ကရွာဟောင်းလေးပေါ့အဲ့ဒီရွာမှာအဲ့လိုမျိုးကလေးမမွေးနိုင်လို့ဆုံးသွားတာတဲ့အဲ့ဒါနဲ့အကုန်လုံးအဲ့ဒီမှာဆရာတော်ကနေပြီးတခါတည်းအန်ဒီကင်းပိတ်ရိတ်တို့အဲ့ဒီမှာ ဘယ်နှစ်ရက်ကြာသွားလဲဆိုအဲ့အိမ်မှာ3ရက်တောင်ကြာတယ်လုတ်ပေးတာပေါ့နော်အကုန်လုံးလုတ်ပေးပြီးတော့ပြန်လာမှဆရာတော့ပြောပြတာ तू အိမ်ထဲစဝင်တာနဲ့တဲ့ तू ကမြင်ကိုမြင်တာတဲ့အဲ့လိုပေါ့နော် तू အခုညတောင်းတာ तू ကြွချင်လို့အဲ့လိုပေါ့နော် तू ဒီဒီနေရာမှာဒီရွာလေးမှာစုံပြီးတော့ကလေးမွေးနေလို့စုံသွားတဲ့ခါကျတော့အမှန်တော့မကြွမလို့ဖြစ်သွားတာပေါ့နော်အမွေးနေရင်းနဲ့စုံသွားတော့ကလေးလေးကလည်းစုံသွားတဲ့ခါကျတော့ဒီကလေးကိုလည်းစိတ်ဆွဲမှာပေါ့လေကျမတို့တွေကတချို့ဟာတွေကကျမတို့မယုံလို့မရဘူးသိလား ကျမတော့လေရုံနေကိုမသိနိုင်နဲ့ကိုမမြင်နိုင်တဲ့အရာတွေလောကကြီးမှာအများကြီးရှိတယ်ကွယ်ကျမတို့ရဲ့ပတ်ဝန်းကျင်မှာလည်းအများကြီးရှိရယ်ကျမတို့လက်တကမ်းမှာလည်းအများကြီးရှိရယ်တိလာအဲ့ဒါနဲ့အဲ့ဒါလေးအဖေကလေအဲ့ဒီတည်းကဘယ်လိုလဲဆိုတော့ဟိုကျမရဲ့ဟိုပေါ့ကျမတကယ်တမ်းအဖေကိုပြောပြီးဆိုရင်အဖေကတဖြည်းဖြည်းနဲ့ယုံကြည်လာတာတိလာအဲအဲ့ဒါနေပြီးတော့အိမ်ကိစ္စပြီးလဲပြီးရောနောက်တစ်ခုအိမ်မက်ကကြတော့ နေပြီးတော့အိမ်ကိစ္စပြီးတော်တော်ကြာမှတ်တာပါတနှစ်ခွဲတနှစ်ခွဲလောက်ကြာမယ်ထင်တယ်အဲ့တော့အဲ့ရန်ကုန်ကအဲ့ဒီဖားလုံးခဲကူးဖားလုံးဖြစ်မယ်အဲ့ဒီကခြံကကျမတို့ကဟိုကလေရာဘာပင်ကကြောက်နှစ်ရှည်ပင်ဆိုတော့ကျမတို့ဘာဆိုင်လဲဆိုတော့အဲ့လိုဖျဲရသည်ဆိုဖျဲသည်ဆိုင်ကြတယ်ဖျဲသည်ဆိုင်ပြီးဆိုကျမတို့ကစနစ်တင်းလို့ဆိုအများကြီးခြံထဲမှာသွားသွားအိတ်တယ်အဖေနဲ့ပေါ့နော်အဲ့ဒီခြံထဲကိုမသွားခင်ဖျဲမဆိုင်ခင်မှာကျမမက်တဲ့အိမ်မက်ဘာမက်လဲဆိုတော့အဲ့ဒီ ကန်ကြီးတကန်နဲ့အဲ့ဒီကန်ကြီးတကန်ထဲမှာလေကလေးလေးနှစ်ယောက်တယောက်က10နှစ်တယောက်က9နှစ်အဲ့ဒီအရွယ်လေးငယ်ငယ်လေးတွေကလေးဟိုတမီးလေးတွေပေါ့နော်ကလေးမလေးတွေအဲ့ဒါကျမကလေအိမ်မက်လို့သာကျမကပြောတာပေါ့နော်ကျမကြုံတွေ့ခဲ့ရတဲ့ကျမရဲ့တွေ့ကြုံတွေရဆိုရင်ကျမအဲ့လိုမျိုးထူးထူးခြားခြားတွေဖြစ်ပြီးဆိုရင်ကျမအဲ့ဒီနေရာကိုတကယ်ရောက်တဲ့ရောက်သွားတဲ့အတိုင်းပဲနော် ကျမခံစားရတာကျမရုတ်တရက်အိတ်အားလန့်လို့လာပြီဆိုရင်ကျမဒီမောကြီးပန်းကြီးအများအမ်းဖြစ်နေခဲ့တာအဲ့ဒါဘာလဲဆိုအဲ့ကလေးလေးမြောက်ကနေသူတို့ဘာပြောလဲဆိုတကူလုံးလဲခေါင်းမှာလဲရှွန့်နေရောနူနေရောရေရလဲအိမ်ရဆူရွှဲပြီးတော့ကျမလည်းအဲ့ဒီကန်နာကိုကျမလမ်းလျှောက်နေရတယ်ရှောက်နေတယ်သူကကျမကိုအဲ့ကန်ကနေရေရနေဘွားကနေပေါ်လာပြီးတော့သူကကျမကိုလှမ်းခေါ်တာတမီးတို့တဲ့ဒီကန်ကဆယ်ပေးပါတဲ့ဟာနေဟဲနင်တို့ကန်ကနေပြီးတော့ ဘာလုပ်နေကြရလဲပေါ့ဂျီရက်တကူလုံးဆိုရွှဲခေါင်းမာလဲနူနေနဲ့ဟိုတမီးကိုစင်းဆော့နေရလားပေါ့ကလေးကိုစင်းဆော့နေရလားပေါ့ကျမပြီးတော့မဟုတ်ဘူးမဟုတ်ဘူးတဲ့တမီးတို့တဲ့ဒီကန်ထဲမှာတဲ့၄နှစ်၃နှစ်၄နှစ်လောက်ရှိပြီတဲ့ဟိုကန်ထဲမှာနေနေရတာတဲ့တမီးတို့တဲ့ဟိုအန်တီရဲ့တဲ့ဒီကန်ထဲကနေကဲဟိုပါပေါ့နော်အပြင်ထုတ်ပေးပါပေါ့နော်အဲ့ဒါ မဟုတ်သေးပါဘူးဗောနင်တို့ကန်နေဘလို့ရောက်လဲဗောဒီ၃နှစ်၄နှစ်လုံးအိမ်မက်ထမကျွန်မပြောနေတာဒီကလေးမလေးနှစ်ယောက်နဲ့အပြန်လန်းကမလေးကလေအသားညိုညိုလေးနဲ့လေဟိုမျိုးမျက်နှာဝိုင်းဝိုင်းလေးနဲ့တိလာသပင်လေးကဒီလိုလောက်လေးပဲရှိတယ်အကြီးမလေးကအငယ်မလေးကတော်တော်တူတူလေးပါငယ်မလေးတော်တော်ဝငယ်တာသူစကားလည်းကောင်းမပြောဒါပေမဲ့အကြီးမလေးကပဲပြောနေတာတမီးတို့ညီမနှစ်ယောက်လုံးနဲ့ဒီကန်ထဲမှာရောက်နေတာတဲ့၃နှစ်လောက်ရှိပြီအန်တီရဲ့တဲ့တမီးတို့ကယ်ပေးပါတဲ့ဒီကန်ထဲကနေဆယ်ခိုင်းတာကွယ်အဲ့ဒါနဲ့အေးရလန့်နူအောင် ျွန်မအဲ့အနှစ်တင်မှာဆိုလို့ရှိရင်ကျွန်မအမြင်နဲ့အဲ့လိုတွေဟိုလိုပေါ့နော်အိမ်မက်မက်ပြီးဆိုကျွန်မနေနဲ့လန့်နေတိလာဘာဖြစ်ဘာဖြစ်တော့မှလဲဘာဖြစ်သွားနိုင်တာလဲဆိုတာမျိုးပေါ့နော်အဲ့ဒါနဲ့ဟိုအိမ်မကကြတော့လေဟိုဟိုအဲ့တော့အမေကရှိတာများတယ်အဖေစီသွားပြီးပြင်သွားပြပြန်လာတယ်ကွာရန်ကုန်အိမ်ကိုပြန်လာတော့အဲ့ကျွန်မမမေကိုပြောပြန်အမေလို့ဒီမနဲ့အစိုးကြီးလေလို့အိမ်မက်ကလည်းထူးဆန်းလိုက်တာပေါ့နော်သမီးလေးတို့အဲ့ရအောင်ရွေးချင်ပါလို့သမီး ကိုတော်မှကျမကိုကျမလေအဲ့လိုရှင်ပေးနေတယ်လို့လို့ရေရီဆိုနေတယ်လို့အေးဆက်ဆက်အေးဆက်ဆက်ခံစားချက်ကိုခံစားရတယ်တိလားအဲ့လိုပဲအမေတို့ကလေးလေးနေရောက်တယောက်အကြီးမလေးရတော့လို့၁၀နှစ်အရွယ်လေးလို့အငယ်မလေးရတော့ငယ်သေးတယ်အမေတိလားလို့သူတို့အဲ့ဒီကန်ထဲမှာ၃နှစ်လောက်ရှိပြီရောက်ရောက်နေတာဗောနော်ကန်ထဲကနေသူတို့အပေါ်ဆယ်တင်မေးပါဆိုပြီးပြောနေတယ်အမေရဲ့လို့ပြောတော့ဟေးတဲ့နေဦးနဲ့ငါတို့နဲ့ပတ်သက်တဲ့ကံဘာရှိလဲဗောကျမတို့တားမိရင်စဉ်းစားလိုက်ရတာအဲ့မနေ့က 9နိုင်ထိုးသွားတယ်ခွန်နိုင်လောက်ခရပြောတာအဲ့နောက်ကျတော့နေဦးနဲ့ဖားလုံးချင်ပါတယ်ကံမရှိတော့ပါဘူးတဲ့အမေရောက်ဖူးလားဆိုမရောက်ဖူးလေတဲ့အဲ့အဲ့လိုပြောပြီးတော့ကျမတို့အဲ့လိုပြောတဲ့နေရာအင်္ဂါနေ့လောက်ဖြစ်မယ်စနေတွင်းတော့ကျမတို့အဲ့ခြံကိုသွားမယ်ပေါ့နော်ကျမတို့တွေအဲ့ဖရဲဆိုင်မယ်ဆိုပြီးသွားကြည့်ဖို့စီစဉ်ပြီးသားစီစဉ်ပြီးသားအဲ့ဒါနဲ့ဖားလုံးချံကိုရောက်သွားတဲ့အခါကျမှ